မ္ဘောဒီးယားပြည်လည်မွေးဖွားလာတော့ပြည်နိုင်ငံစမားရုံနဲ့အတူတကွာအရှိတောင်အရှိုင်လုံးတော့ခဏတော့ခီးသွားကြည့်ကြရအောင်စမားဒီနေ့ပြပြကြည့်နေနိုင်ငံကတော့ကမ္ဘောဒီးယားပြည်နိုင်ငံပါဒီနိုင်ငံဟာအင်ဒိုချိုင်းနာကျွန်းဆွယ်ရဲ့တောင်ပိုင်းမှာအေးဂျဇန်တီရှိနေပါတယ်အေရိယာအားဖြင့်တသိန်း၈1035ကီလိုမီတာကျယ်ဝန်းပြီးတော့အနောက်ဘက်မှာထိုင်းမြောက်ဘက်မှာလာအိုရှေ့ဘက်မှာဘီယန်နဲ့နိုင်ငံတွေနဲ့ဝန်းရံထားပါတယ် ကမ္ဘောဒီးယားရဲ့မြေမျက်နှာသမီးကိုကြည့်မယ်ဆိုရင် နိုင်ငံရဲ့၄ဘုံ၃ဘုံလောက်ဟာမြေချောင်းတွေတည်းနဲ့ပြည်နေတဲ့နိုင်စင်းတဲ့ဘုံလေးမြင်ကြည့်ပါဒီလေမြင်ကကမ္ဘောဒီးယားရဲ့အသေးကြောဖြစ်တဲ့မေခေါမြေကြီးနဲ့အရှိတောင်အရှာရဲ့အကြီးဆုံးရေချိုခန်းတုံလေဆက်အိုင်နိုရဲ့စီစီမှုစနစ်နဲ့တသားရဲဖြစ်နေပါတယ်အထူးခြားဆုံးကတော့မိုးရသည့်ရောက်တန်းနဲ့ရေလမ်းကြောင်းပြောင်းပြင်စီဝင်တက်တဲ့ထူးခြားတဲ့တုံလေဆက်မြေရဲ့တဘာဝဖြစ်ရပါပဲခန္ဓာတော်တိတ်နေမမေ့နိုင်တော့တဲ့ရ ကမ္ဘောဒီးယားရဲ့သပိုင်းကိုပြန်ကြည့်ရင်ခမိုင်အင်ပါယာခေတ်ကိုခြံထားခဲ့လို့မရပါဘူး900စုနှစ်မှာဝင်ဖွားလာခဲ့တဲ့ဒီအင်ပါယာအရှိတောင်အရှမှာနှစ်ပေါင်း600နီးပါးလောက်အများကြီးမှခဲ့ရပါဒီခေတ်လက်ရာဖြစ်တဲ့အကောဝတ်ဖျားကြောင်ကြီးကိုကြည့်လိုက်ခမာလူမျိုးတွေရဲ့ရည်ကြည်မှုနဲ့ပြီးတုကပညာဘလောက်အဆင့်မြင့်လဲဆိုတာကိုထင်ရှားပါတယ်ကမ္ဘာအကြီးဆုံးဘာသာရေးအဆောက်အဦကြီးကိုဒီလူတွေတည်ဆောက်ခဲ့ရပါဒါပေမဲ့ဒီခန်းထားတဲ့အတိတ်ပြီးနောက်မှာအမှားမှိုင်ဆင်းသောကာလကိုရင်ဆိုင်ခဲ့ရပါတ 1995ကနေ1996ခုနှစ်အထိပိုပေါအုပ်ဆောင်တဲ့ခမာနီအုပ်ချုပ်ရေးလက်အောက်မှာကမ္ဘောဒီးယားပြည်သူထိသမ5သန်းကျော်ဟာရဲဆက်ကြဲကြုံစွာလေးဆုံးခဲ့ရပါတယ်။ဒုက္ခမတက်ကွင်းလိုနေရာရာဒီကြီးခွဲပယ်ရာတမိုင်းကိုရင်းနှီးတိုင်ပြန်လဲအမှတ်ရစေပါတယ်။ဒီတန်ရာတွေကနေနိုင်ငံဟာအခုချိန်ထိနန်းလန်ချူဖို့ကြိုးစားနေရဆဲပါလူမျိုးနဲ့ယုံကြည်မှုကမ္ဘောဒီးယားရဲ့လူဦးရေ18%လောက်ရှိတဲ့အနက်90%ကျော်ဟာခမာလူမျိုးတွေပါ သူဟာထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ကြပြီးဖခင်เจ้าတွေဟာသူတို့ရဲ့နေစဉ်ဘဝမှာအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒါ့အပြင်ဝေးလံတဲ့တောင်တန်းဒေသတွေမှာနေဆိုင်ကြတဲ့ခမာလူမျိုးလို့ခေါ်တဲ့မူရင်းတိုင်းရင်းသားလူနည်းစုတွေလည်းရှိနေပါသေးတယ်။သူတို့ဟာရိုးရာဓလေ့တွေနဲ့ဘာသာစကားတွေကိုအခုချိန်ထိထိမ့်သိမ်းဆောက်ရှောက်ထားကြပါတယ်။ ခါတိလွန်းလာတဲ့အတိတ်ကိုကြော်ဖြတ်ပြီးတဲ့နောက်မှာကမ္ဘောဒီးယားနိုင်ငံဟာစီးပွားရေးမှာတိတိတတ်တာလေးရှေ့လန်းတွေစတင်လာခဲ့ပါတော့တယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းမှာအလဲအလက်ဝင်ငွေအဆင့်ကိုရရှိခဲ့ပြီလို့ပြောလို့ရပါတယ်။သူတို့ရဲ့စီးပွားရေးကိုအဓိကမောင်းနေနေတာတွေကတော့ထယ်ချုပ်လုပ်ငန်းတွေခရီးသွားလုပ်ငန်းအန်ဂိုဝေးရဲ့ဆွဲဆောင်မှုကြောင့်စီးပွားရေးလုပ်ငန်းတွေစိုက်ပျိုးရေးတွေလည်းပိုပြီးတော့ကောင်းမွန်လာပါတော့တယ်။ဒါအပြင်ထိုင်းပင်လယ်ကွေ့မှာရှိတဲ့ရေနံနဲ့တဘာဝတံခွေအရင်းမြစ်တွေ ဒီအားလျက်စစ်ထုတ်လုပ်နိုင်တဲ့အလားအလာတွေကလည်းကမ္ဘောဒီးယားနိုင်ငံရဲ့အနာဂတ်အတွက်မျှော်လင့်စရာတွေဖြစ်လာပါတော့တယ်။ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်မဖြစ်မနေသွားရောက်လေပတ်တင်တဲ့မြို့ကြီးနဲ့နေရာတွေရှိနေပါတယ်။ပထမဆုံးအနေနဲ့ဆိုရင်တော့ဖနွမ်းပင်ပေါ့။ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော်လည်းဖြစ်ပြီးတော့နိုင်ငံရေးနဲ့စီးပွားရေးဘဝအချက်ပါပဲ။ပြီးတော့မဲခေါင်မြစ်၊တုံလေးစိတ်မြစ်တို့ဆုံရနေရာလည်းဖြစ်ပါသေးတယ်။တော်ဝင်နန်းတော်တွေလိုနေရာတွေအပြင်ခစ်တဲ့ရဲ့အဆောက်အဦတွေနဲ့ပြည့်နေနေပါတယ်။ နောက်ထပ်တစ်ခုကတော့စီရန်ရိဒီမျိုးကတော့ဖျားဖူးခီးတယ်တွေရဲ့ဘဝချက်ပါဘာလို့လဲဆိုတော့ကဘာကျော်အန်ကောဝတ်ဖျားကြောင့်ကြီးစီကိုတွားရောက်ဖို့အတွက်ဆိုရင်အဓိကဝန်ပေါင်းမျိုးဖြစ်နေလို့ပါနောက်တစ်ခုကတော့ဘတ်တန်ပေါင်းဒါကတော့ပြင်သစ်ကိုလိုနီဘီတုကပုံစံနေကြံနေသေးတဲ့ဒုတိယအကြီးဆုံးမျိုးပါဒီမှာနာမည်ကြီးဝါရထားတွေကိုစီးရင်ခြေလက်ရှုခင်းတွေကိုခံစားနိုင်ကြပါတယ်။နောက်ထပ်ကတော့တီဟာနုပဲ ထိုင်းမလဲခွေမှာရှိတဲ့အဓိကစိတ်ကမ်းမျိုးနဲ့လှပတဲ့ကမ်းခြေတွေရှိတဲ့အပန်းဖြေစခန်းလည်းဖြစ်ပါတယ်။ဒီလိုပါပဲကမ္ဘောဒီးယားနိုင်ငံဟာခန်းနာတဲ့အတိတ်ကိုပိုင်ဆိုင်ခဲ့ရတယ်လို့ခါတီလွန်းလာတဲ့အတိတ်ကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အရှိတောင်အာရှနိုင်ငံများအဖွဲ့အာဆီယံတဲကတနိုင်ငံအနေနဲ့ကမ္ဘောဒီးယားနိုင်ငံဟာသူ့ရဲ့ဘယင်နိုင်ငံတော်ရဲ့ဂုံတိတ်ခခမာလူမျိုးစုရဲ့ရဲစွမ်းတတိနဲ့ခေတ်တက်ကပါမှာအခိုင်အမာရပ်တည်နေပါတော့တယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုခီးလန်းကတော့အခုမှစတင်နေတော့မှဖြစ်ပါတယ်။အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့ကျမတို့တင်ဆက်ပေးသွားတဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့အကြောင်းလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်ရှင်။